ဘရင်စနစ်လို့ပြောလိုက်ရင် ရှေးနန်းဆောင်ကြီးတွေရဲတိုက်ကြီးတွေတော်ဝင်မိသားစုတွေနဲ့မူးကြီးမရတွေကိုပြေးမြင်မိကြမှာပါ။အံဩစရာကောင်းတာတစ်ခုကတော့ကဘာပေါ်မှာအခုချိန်ထိတိုင်အောင်မင်းမျိုးမင်းနယ်တွေဟာတရားဝင် အုပ်ချုပ်တဲ့နိုင်ငံတွေရှိပါသေးတယ်။ဒါပေမဲ့မေကွန်ထုတ်စရာတစ်ခုကတော့ဒီလိုဘရင်စနစ်ရှိနေသေးတဲ့နိုင်ငံတွေရဲ့ဘရင်တွေမှာတကယ်ပဲအစွမ်းထက်တဲ့အာဏာတွေရှိနေသေးလား။တနိုင်ငံလုံးကိုအုပ်ချုပ်တဲ့ဘရင်စနစ်တွေ ရှိနေသေးလားဆိုတာပါပဲ။ အဖြေကတော့ဘရင်နိုင်ငံအများစုမှာတကယ်တမ်းအုပ်ချုပ်ရေးမှာမပါဝင်တဲ့စီးမြေခံဘရင်စနစ်ချင်းတုံးတဲ့နိုင်ငံတွေရှိသလိုဘရင်ကိုယ်တိုင်နိုင်ငံရေးကိုအလုံးစုံပါဝင်အုပ်ချုပ်တာမျိုးလည်းရှိနေပါသေးတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဘယ်နိုင်ငံတွေကဘရင်စနစ်ကိုကျင့်သုံးနေပြီးဘလို့အာဏာတွေရှိနေကြလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ဆော်ဒီအာရေဗျာဆော်ဒီအာရေဗျာနိုင်ငံကတော့ဘရင်ကိုယ်တိုင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ။ဘယင်းနဲ့အတူဘယင်းမိသားစုကအုပ်ချုပ်ပြီးဥပဒေဘာသာရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာခန္ဓာတွေမှာဆိုရင် ကြီးမားတဲ့အာဏာတွေကိုကင်ဆယ်ထားတဲ့ဘယင်းစနစ်နဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် sorry arabia နိုင်ငံဆိုရင်တော့အုတ်ချုပ်ရေးစနစ်တစ်ခုလုံးဘရင်စနစ်အောက်မှာရှိနေတဲ့နိုင်ငံတစ်ခုလို့ပြောလို့ရပါတယ်။နံပါတ်1 brunei ရေနံပေါ်ကျွယ်သွားတာကြောင့်ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲမှာပါဝင်နေတဲ့ဘရူနိုင်းနိုင်ငံကလည်းဘရင်အလုံးစုံအုပ်ချုပ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဘရူနိုင်းနိုင်ငံကိုတော့ဆူတန်ဘရင်ဦးဆောင်တဲ့အစ္စလမ်ဘာသာရေးအခြေခံအုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ပြီးဘရူနိုင်းနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်မှာဆိုရင်တော့ဘရင်ဆူတန်ကဘရင်ဝင်ကြီးချုပ်ဗန္နာရေးဝင်ကြီးစတဲ့ယာရုအားလုံးနေရာနေပြီးတော့အုပ်ချုပ်နေရာပဲဖြစ်ပါတယ်။နံပါတ်3အက်စဝါတနီ။ အရင်ကစွာဇီလန်နိုင်ငံလို့လူသိများကြတယ်။အက်စ်ဝါတနီနိုင်ငံကတော့အာဖရိကတိုက်မှာရှိတဲ့ဘရင်နိုင်ငံတွေထဲမှာဘရင်ကအာဏာအကုန်ယူထားတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဘရင်ကပဲနိုင်ငံတော်ရဲ့အာဏာကိုအလုံးစုံထိန်းသိမ်းထားပြီးဇနီး14ယောက်နဲ့ရှေးရိုးဆန်ဆန်စနစ်တွေကိုကျင့်သုံးတဲ့ဘရင်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်းဘရင်ကိုစော်ကားတဲ့အပြုတ်မှုမျိုးလုပ်မိတယ်ဆိုရင်တော့ပြင်းထန်တဲ့ဒဏ်ခတ်မှုတွေကိုခံစားရမှာပဲဖြစ်ပါတယ်။ ဒါအပြင်အစွာတနီနိုင်ငံရဲ့ကိုစားပြုတလိမ့်ဆန်နေဖြစ်တဲ့ခြင်သင်းနဲ့စင်တို့ဟာဆိုရင်လည်းဘရင်မိသားစုကိုစားပြုတာပဲဖြစ်ပါတယ်။နံပါတ်၄ United Kingdom အားလုံးနဲ့ယင်းဤပြည်သားဘရင်နိုင်ငံတစ်ခုဖြစ်တဲ့အင်္ဂလန်နိုင်ငံကတော့လူသိအများဆုံးနဲ့အထင်ရှားဆုံးဘရင်နိုင်ငံပဲဖြစ်ပါတယ်။ ဒုတိယအဲလိဇဘက်ဘုရင်မကြီးတည်ဆုံးပြီးရဲ့နောက်ပိုင်းမှာတော့ King Charles III ကဘုရင်ဖြစ်လာပြီးအင်္ဂလန်နိုင်ငံရဲ့အုပ်ချုပ်ရေးဘက်မှာတော့အရက်ဘက်အုပ်ချုပ်ရေးစနစ်ဖြစ်ပြီးဝင်ကြီးချုပ်ဦးဆောင်တဲ့ပါလီမန်အုပ်ချုပ်နေရာပဲဖြစ်ပါတယ်။နံပါတ်5ဂျပန်နိုင်ငံဂျပန်နိုင်ငံကတော့ခုနှစ်ရာစုကနေစတင်ပြီးအခုအချိန်ထိကိုကိုပိုင်ထီးနှံကိုထိန်းသိမ်းထားဆဲပဲဖြစ်ပါတယ်။ အရင်တော့ကတော့ဂျပန်အေဂရစ်တွေကနိုင်ငံအုပ်ချုပ်ရေးကိုအလုံးစုံချုပ်ကန်ခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်မှာတော့တခြားနိုင်ငံတွေကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မလို့တိုင်းပြည်ရဲ့ပြရုပ်တစ်ခုအနေနဲ့ပဲဆက်လက်တည်ရှိနေရတာဖြစ်ပါတယ်အခုချိန်မှာတော့တိုင်းပြည်ရဲ့အုပ်ချုပ်ရေးအာဏာရွေးကောက်ခံပါတီရဲ့ဝင်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့အားချုပ်ကင်ထားတာပဲဖြစ်ပါတယ်။နံပါတ်6ထိုင်းနိုင်ငံ မြန်မာနိုင်ငံရဲ့အင်းနီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကလည်းဘရင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်လည်းဘရင်ကဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်တွေအတွင်းကနေနီးပညာအရပဲစိုးစံနေပြီးတော့အုပ်ချုပ်ရေးအပိုင်းအတွက်ကတော့အားကောင်းတဲ့ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ရှိနေပါတယ်။အခုပြပြပေးခဲ့တာလေးတွေကတော့အခုလိုခင်မီတိုးတက်တဲ့အချိန်မျိုးအထိဘရင်စနစ်ကိုထိမ့်သိမ်းထားနိုင်တဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ်ဒီလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်နေဖို့လည်းမမေ့နဲ့နော်